Good day to my fellow students. My name is Motu Jo. I'm here to discuss the topic of Unit 7 reading part 1. Unit 7မှာဆိုလို့ရှိရင် reading ကသူက pollution ဆိုပြီးတော့မှသဘာပတ်ဝန်းကျင်ရဲ့မှုအကြောင်းကိုပြထားတယ်။ Pollution a hazard to our environment. ဒီငင်းရဲ့မှုကြောင့်မလို့ဆရာတို့သဘာပတ်ဝန်းကျင်ပြီးဘာကြောင့်ပျက်စီးရလဲဘယ်လိုတွေပျက်စီးရလဲဆိုတဲ့အကြောင်းလေးကိုပြောထားတာဖြစ်တယ်။ ီတင်ကန်းစာကိုဆက်တင်ပေးရတဲ့ယူရချက်ကတော့ to understand the danger of pollution to our environment ဒီတဘာပဝင်းကျင်ပေါ်မှာလူတုညဉ့်ညက်မှုတွေပဝင်းကျင်ညဉ့်ညက်မှုတွေကဘလောက်ထိထိခိုက်ပျက်စီးစေတယ်ဆိုတာကိုတာဝန်သမီးတို့သိစေချင်တာရယ်ပြောရလို့ရှိရင်ဒီစာပိုင်းမှာတုံးထားတဲ့စလုံးတွေရဲ့ grammar အသုံးနှုန်းတွေကိုတာဝန်သမီးတို့သိရှိသဘောပေါက်ပြီးတော့မှရှေ့ဆက်ပြီးတော့အသုံးချနိုင်အောင်ရယ် ပြီးွားလို့ရှိရင်တော့ဒီစာပိုင်းကိုဖတ်ပြီးတော့မှ region scale တွေပို့ပြီးတော့ကောင်းအောင်လို့ပြီးတော့ဒီ region scale တွေကိုအသုံးချပြီးတော့မှကိုပိုင်ဖန်တီးရေးသားရတဲ့စာတွေ essay letter writing တွေမှာပို့ပြီးတော့အသုံးဝင်ဖို့ဆိုတဲ့ UL ချက်နဲ့ဆရာသင်ပေးပါတယ်။ဒီလိုဆိုဆရာ pre reading လေးကိုစာပြီးတော့ဖတ်ကြည့်အောင်။ pre reading မှာဆိုလို့ရှိရင်ဒီ question လေးသုံးခုပေးထားပါဘောနော်။ What would happen to you if you inhale too much smoke from the air? လေတွေကနေပြီးတော့မိခိုးတွေအများကြီးရှူမိတဲ့အခါမှာဘာဖြစ်သွားနိုင်လဲ။နံပါတ်2 why are trees important for the environment ဘာလို့သစ်ပင်တွေကသဘာဝပတ်ဝန်းကျင်ကြီးအတွက်အရေးပါလာလဲ number 3 what are some environmental problems we are facing ဒီနေ့ခေတ်ဆက်လို့ရင်ဆိုင်နေတဲ့သဘာဝပတ်ဝန်းကျင်ပြဿနာတွေကဘာတွေရှိလဲဆိုပြီးတော့မှ prevention မျိုးကုန်တွေတုံ့ပြန်ပေးထားတယ်ဒါလေးကိုကောက်ကောက်ရင်းဖြည့်ကြည့်ပါတော့ဝေးသွားရင်တော့ sorry the passage လေးစာပါမယ် a way of life ဆရိယဘဝနေထိုင်မှုတွေက has caused many serious environmental problems ဆယ်ရွက်ဒီဘဝနေထိုင်မှုတွေကြောင့်မလို့တဘာဝပတ်ဝန်းကျင် ပြဿနာတွေအများကြီးကြုံတွေ့နေရပါတယ်ဘလို့တဘာဝပတ်ဝန်းကျင် ပြဿနာတွေလဲ such as global warming ကမ္ဘာကြီးပြုနေလာမှုတွေ and climate change ရာသီဥတုပြောင်းလဲမှုတွေစတဲ့ဒီပတ်ဝန်းကျင်ပြဿနာတွေကိုဆက်ရင်ဆိုင်နေရပါတယ် as a result အဲ့တော့ရလက်နေနဲ့ပါဖြစ်သွားလဲဆိုလို့ရှိရင် the world's ecosystem ecosystem ဆိုတာကဂေဟစနစ်ကိုပြောတာကမ္ဘာကြီးရဲ့ဂေဟစနစ်တွေဟာ changing faster than ever before ဆရာတို့ဒီကမိုင်းတစ်ချောက်ကိုပြန်ကြည့်လိုက်မှဆိုလို့ရှိရင်ဟိုးရှိခေကာလာတုန်းကထက်ကိုမှပို့ပြီးတော့လှည့်မြန်စွာနဲ့ပြောင်းလဲနေပါတယ်။ Take a moment အချိန်လေးခဏလောက်ယူပြီးတော့မှ look at our surroundings ဆရာတို့ပဝင်းချင်ယူကြည့်လိုက်။ The air we breathe ဆရာတို့ရှုနေတဲ့လေတွေ The water we drink ဆရာတို့တောက်နေတဲ့ရေတွေ and the land we live on နော်ဆရာတို့နေနေတဲ့မြေပေါ်ကိုကြည့်လိုက်မှဆိုလို့ရှိရင်ပဝင်းချင်ကြီးကညဉ့်ဉန်းပျက်စီးနေတာကိုတွေ့ရပါလိမ့်မယ်။ millions of people တာနဲ့ချီတဲ့လူတွေက now inhaling polluted air ညဉ့်ညံ့နေတဲ့လေတွေကိုရှူနေရတယ်ဆိုတော့မျိုးကြီးပြကြီးမှာဆိုလို့ရှိရင်ပို့ပြီးတော့သိတာပါတယ် drinking impure water ညဉ့်ညံ့နေတဲ့မတန့်စင်တဲ့တောက်ရည်တွေကိုတောက်နေရတယ် and consuming contaminated food contaminated ဆိုတော့ဒါပိုးမွှားတွေကပ်နေတဲ့မတန့်ရှင်းမစင်ကြဲတဲ့အစားအစာတွေကိုစားနေရတယ် this means ဒါကဘာကိုဆိုလို့လဲဆိုလို့ရှိရင် we are experiencing many environmentally hazardous conditions တဘာပတ်ဝန်းကျင်ကြောင်းမလို့အနေရများတဲ့အခြေအနေတွေကိုဇာယုလူသားတွေနဲ့ကြုံတွေ့နေရပါတယ်။ These issues are တော့ဒီပြဿနာတွေဘာကြောင့်ဖြစ်ရလဲဆိုတော့ဖြေရတော့ pollution ညဉ့်မှုကြောင့်ဖြစ်ရတာပဲ။ Which is now seen as a major hazard to our environment. ဒီညဉ့်မှုကြောင့်မလို့ဇာယုလူသားတွေနေထိုင်တဲ့တဘာပတ်ဝန်းကျင်ကြီးကိုခြေကိုက်ပျက်စီးစေတဲ့တကယ့်ကိုကြီးမားတဲ့အနေအထားတစ်ခုလို့ပြောလို့ရတာပေါ့နော်ဒီညဉ့်မှုကအဲ့လိုဖြစ်နေတယ်။ကဲဆရာတို့ Our way of life has caused many serious environmental problems, such as global warming and climate change. As a result, the world's ecosystems are changing faster than ever before. Take a moment and look at our surroundings. The air we breathe, the water we drink, and the land we live on. Millions of people are now inhaling polluted air, drinking impure water, and consuming contaminated foods. This means that we are experiencing many environmentally hazardous conditions. These issues are a result of pollution, which is now seen as a major hazard to the environment. အဲ့ပထမအဦးဆုံးအနေနဲ့ငင်းညမ်းမှုကြောင့်မလို့ greenhouse effect ပေါ့နော်ဖန်လုံရဲ့အာနိသင်လို့ခေါ်တယ်အဲ့ဒါဘယ်လိုဖြစ်ရလဲဆိုတာလေးကိုစပြီးတော့ရှင်းပြရအောင် pollution ညဉ့်ဉျန်းမှုဆိုတာကတော့ is directly linked to the greenhouse effect ဖန်လွယ်အားနည်းတင်ဖြစ်စီပါတယ်ညဉ့်ဉျန်းမှုကြောင့်မလို့ which is actually responsible for life on earth ဒီဖန်လွယ်အားနည်းတင်ဒီဒီဘဝမှာရှိတဲ့လူသားတွေတက်ရှိတွေအတွက်ဒါအဓိကကြတာပေါ့လူသားတွေရဲ့ဘဝအတွက်တက်ရှိတွေရဲ့ဘဝအတွက်ကိုအဓိကကြပါတယ် the earth's atmosphere ကဘာကြီးရဲ့လေထုက contains ပါဝင်တဲ့ some minor gases เนาะ ဒါ gas တချို့သော gas တွေပါတာပေါ့လေဘယ်လို gas တွေလဲဆိုလို့ရှိရင် carbon dioxide methane nitrous oxide ozone fluorinated compounds and water vapor fluorinated compounds ဆိုတာ fluorine ဓာတ်ပါတယ်ဓာတ်ငွေ့တွေပေါ့နော် and water vapor ရေကိုးရေငွေ့တွေအဲ့လိုမျိုးဓာတ်ငွေ့တွေရှိနေတယ်ဆရာတို့လေလူထဲမှာဆိုလို့ရှိရင်ဒီဓာတ်ငွေ့တွေကို these gases are called ဒီဓာတ်ငွေ့တွေကိုဘာလို့ခေါ်လဲဆိုရင် greenhouse gases ဖန်လွယ်ဓာတ်ငွေ့လို့ခေါ်တယ် because ဘာလို့အဲ့လိုခေါ်ရလဲဆိုရင် they operate like the glass of a greenhouse so စိုက်ပျိုးရေးเนาะစိုက်ခင်းတွေမှာဒီနေ့ခေတ်စိုက်ခင်းတွေမှာတုံးတာပေါ့လေဒီနေ့ခေတ်မှာဆိုလို့ရှိရင်တချို့စိုက်ခင်းတွေကဒီနေကြီးပေါ်မှာ rank ချဆိုက်ကြမှုပဲနဲ့ဖန်လုံအိမ်နဲ့စိုက်တဲ့ပုံစံဖန်လုံရောလို့ဖန်နဲ့လှူထားတဲ့ဟာမျိုးကိုပြောချင်တာမဟုတ်ဘူးဘာလို့ဒီမျိုးလိုမြင်မှုမယ်လို့တော့ထင်တယ်ဘေးနားကနေပြီးတော့ဒါဒီဘေးနားကနေပြီးတော့မှတာလပတ်ဖြူရောင်နဲ့အုပ်ထားတယ်ပြီးတော့လို့ရှိရင်အပေါ်မှာလည်းဒါအမိုး အမိုးအဖြူနဲ့ဖြစ်ဖြစ်အချီနဲ့ဖြစ်ဖြစ်ပေါ့လေနေအောင်ကြီးနေနေပြီဆိုလို့ရှိရင်အချီနဲ့အုပ်ထားလိုက်တယ်နေအောင်ကြီးများလာပြီဆိုလို့ရှိရင်အပေါင်းနဲ့အဖြူပြောင်းအုပ်လိုက်တာပေါ့လေနေရောင်အနေများကိုထိန်းချုပ်လို့ရတာပေါ့ so site king ကိုအပေါ်ကနေပြီးတော့အဲ့ဒီတာလဘတ်တွေနဲ့အုပ်ပြီးတော့လွှမ်းထားတယ်လို့မျိုးပဲကဘာကြီးတော့ဒီတန်းခွေတွေကအပေါ်ကနေအုပ်ပြီးတော့လွှမ်းထားတယ်ဆိုတော့သူ့ဒီအထဲကိုဝင်လာတဲ့နေအောင်ကြီးဒီအပြင်မှာမထွက်တော့ဘူး ဒီသဘောမျိုးပဲ site ခင်းနေမှာဆိုအဲ green house သုံးထားတဲ့ site ခင်းနေဆိုလို့ရှိရင်သူနေရောင်အပေါ်ကအမိုးကိုဖွင့်လိုက်ပြီးလို့နေရောင်ဝင်လာပြီဆိုလို့ရှိရင်အပေါ်ကချက်ချင်းပြန်ပိတ်လိုက်တဲ့ခါမှာအထဲကိုရှိနေနေရောင်အပြင်ပြန်မထွက်တော့အထဲမှာလင်းနေအပင်တွေနေရောင်ကြီးပို့ပြီးတော့ရအောင်လို့ပေါ့လေတခါနေရောင်ကြီးအရင်များလာရင်လည်းအပေါ်ကနေအုပ်လိုက်လို့ရဆိုတော့တေးကြတာကတော့သူ့ရဲ့ green house effect ဆိုတာဘာလဲဆိုလို့ရှိရင်အဲ site ခင်းနေကိုဝင်လာတဲ့နေရောင်ကြီးဒီအပြင်ပြန်မထွက်တော့ ဆရာတို့ကဘာကြီးမှာလေဒီတန်းငွေတွေလောက်တဲ့ပုံစံဒီတိုင်းပဲဒီတန်းငွေတွေများလာလေဒီဖန်လွင်အနိတန်ကပို့ပြီးတော့မှဆိုးလာလေလေပဲကဘာကြီးရောဝင်လာတဲ့နေရောင်ကြီးတွေဒါ radiation လို့ခေါ်တာပေါ့လေအပူထိုင်းနေသည်ဝင်ပြီးရဒီတန်းငွေတွေအပေါ်ကနေဖုံပြီးအုပ်သလိုဖြစ်သွားတယ်ပြတ်မထွက်တော့အော်ကဘာကြီးကဒီတန်းငွေတွေရှိတာများလေကြာလေလေပုံနေလာလေလေပေါ့နော်အဲ့လိုဖြစ်တတ်တာပါ In other words နော်ဒီမှာလေးတော့ရှင်းပြထားပါတယ် The gases act as a blanket in trapping some of the sun's heat အဲ့ခုနဆရာပြောသလိုပဲခြေတန်းငွေတွေရှိနေတော့ကြောင့်မလို့ကဘာကြီးရဲ့လေးလူတဲ့ကိုဝင်လာတဲ့နေအောင်ခြေသည်ပြန်ပြီးတော့မထွက်တော့ဘူး prevented from escaping back into space နော်နေအောင်ခြေကိုပိတ်ထားလိုက်တယ်လို့ဖြစ်သွားတယ်ပြန်မထွက်တော့ဘူး in this way လလိုနီလန်းနဲ့ the planet's temperature ကဘာကြီးရဲ့အပူချိန်က is kept at safe level လူသားတွေအတွက်နေဖို့အဆင်ပြေမဲ့ level မျိုးပေါ့လူသားတွေအတွက်ဒါနေလို့ထိုင်လို့ကောင်းမဲ့ အပူချိန်မျိုးပေါ့1555ပေါ့နော်55.5 degree celsius လူသားရေနေလို့ထိုင်လို့အဆင်ပြေမဲ့ဒီဂရီလောက်ကဟိုးကလေးကဒါဒီတန်းငွေတွေကထိမ့်ပြီးထားတာပေါ့လေဒါမှမဟုတ်နောက်ပိုင်းဒီတန်းငွေတွေအရင်များလာတဲ့ခါကျတော့ထိမ့်လာတာဒီဖမ်းထားတဲ့နေရောင်ကြီးပုတ်ပုတ်ပြီးတော့များလာတယ်များလာတော့ကဘာကြီးကပုတ်ပြီးတော့ပူနွေးလာတာပေါ့ The problem is that ပြဿနာပါတယ်ဆိုလို့ရှိရင် the amount of greenhouse gases in the atmosphere လေရဲမှာရှိတဲ့ဖန်လွေတန်းငွေတွေဒီ increasing because of human activities လူသားတွေရဲ့ဆံမွေးချက်ကြောင့်မျိုးဒီဒဏ်ငွေတွေများလာတဲ့အခါမှာဖမ်းလာတဲ့နေအောင်ကြီးတွေလည်းပို့ပြီးတော့များလာတယ်ဟောဒီရှိတဲ့ရှိတဲ့အပူချိန်ထက်ကိုပို့ပြီးတော့မှပူနွေးလာတာပေါ့လေ as a result ရလည်နေနေဆိုလို့ရှိရင်နော် the greenhouse effect is becoming stronger ဖမ်းလို့အနည်းငယ်ကပို့ပြီးတော့မှအပြင်းလာတယ် this in turn making our planet warmer than usual ပုံမှန်ထက်ကမ္ဘာကြီးကပို့ပြီးတော့ပူနွေးလာပါတယ် thus ဒါကြောင့်မလို့ pollution is mainly responsible for many environmental problems ညဉ့်ညမ်းမှုကြောင့်မလို့ပဲဒါကဘာကြီးပူနေမှုဖြစ်ပြီးတော့မှတဘာပတ်ဝန်းကျင်ဆိုင်ရာပြဿနာတွေလည်းအများကြီးရင်ဆိုင်ရပါတယ် such as global warming ကဘာကြီးပူနေလာတာတို့ climate change လာသူတို့ပြောင်းလဲတာတို့ဒီပြဿနာတွေရင်ဆိုင်ရပါတယ် environmental pollution တဘာပတ်ဝန်းကျင်ညဉ့်ညမ်းမှုကို can be classified into 5 major types မျိုးစား5မျိုးခွဲခြားနိုင်ပါတယ်အဲဒေသညဉ့်ညမ်းမှုရယ် water ဒေသညဉ့်ညမ်းမှု soil เนาะ မြေရုညဉ့်ညံ့မှု noise စုညံတန်တွေကြောင့်ညဉ့်ညံ့မှုနဲ့ light pollution အလင်းရောင်ကြောင့်ညဉ့်ညံ့မှုဆိုပြီးတော့မှဒါ၅မျိုးအဓိကအဖြစ်တော့ခွဲခြားလို့သိနိုင်တယ်ဟုတ်ပြီဆရာအဲ့ဆိုဒါလေးကိုအထူးထူးဖတ်ကြည့်ရအောင် a link between pollution and the greenhouse effect pollution is directly linked to the greenhouse effect which is actually responsible for the life on earth the earth's atmosphere contains some minor gases such as carbon dioxide, methane, nitrous oxide, ozone, fluorinated compounds, and water vapor. These gases are called greenhouse gases because they operate like the glass of a greenhouse. In other words, these gases act as a blanket in trapping some of the sun's heat and prevent it from escaping back into space. In this way, the planet's temperature is kept at a safe level around 15.5 degrees Celsius. The problem is that the amount of greenhouse gases in the atmosphere is increasing because of human activities. As a result, the greenhouse effect is becoming stronger, and this in turn is making our planet warmer than usual. Thus, pollution is mainly responsible for many environmental problems, such as global warming and climate change. Environmental pollution can be classified into five major types air, water, soil, noise and light pollution အဲဆရာတို့ပထမဦးဆုံး air pollution ပေါ့လေထုညံမှုကိုစပြီးတော့ကြည့်ရအောင် air pollution လေထုညံမှုဆိုတာ can be defined သတ်မှတ်နိုင်ပါတယ်ဘာနည်းနဲ့သတ်မှတ်နိုင်လဲဆိုရင် introduction of harmful substances into the air လေထဲကိုအန္တရာယ်များတဲ့ပစ္စည်းတွေအန္တရာယ်များတဲ့အရာတွေရောက်လာတာကိုလေထုညံမှုလို့ခေါ်ပါတယ် it occurs ဘာလို့ဖြစ်ရလဲ due to human activities လူသားတွေလို့ဆိုမှကြောင့်ဖြစ်ရတယ် ဘယ်လိုလုပ်ဆောင်မှုတွေလဲဆိုလို့ရှိရင် such as fuel burning လောင်စာတွေမိရှို့ဆရာတို့ဒါလှည့်စစ်တအားပေးဖို့ဆရာတို့စီးနေတဲ့ကားတွေမောင်းဖို့စသဖြင့်ပေါ့လေရင်တွေမောင်းဖို့ပြင်ဆက်ရုံတွေလေပတ်ဖို့အတွက်ကြောင်မင်းသွေးတွေမိရှို့တာရှိတယ်ရေနံတွေသဘာဝတံငွေတွေတုံးတာတွေရှိတယ်နော်ဓာတ်ဆီဝေးဒီဇယ်တွေတုံးတာတွေရှိတယ်အဲ့ဒါကြီးကြောင့်မလို့လေဒါကားဆိုလို့ရှိရင်လေဒီဓာတ်ဆီဝေးဒီဇယ်တွေတုံးချင်းအားဖြင့်အေးစောကနေပြီးတော့အငွေတွေပြန်ထွက်တယ်စက်ရုံလွှဲရုံတွေမှာကြောင်မီသွေးတွေတုံးချေအဖြစ်မိခိုးခေါင်းနိုင်နေပြီးတော့အငွေတွေပြန်ပြီးတော့ထွက်တယ် ဒါတွေကလူသားတွေအတွက်အရင်များတဲ့အငွေပေါ့ login သက်ခုတ်တယ်နော်သက်ခုတ်တယ်ဆိုလို့ရှင်လည်းဒီလိုပဲသက်ခုတ်ရပြီးတော့လှစာမုံတွေဖုံမှုန်တွေလေးတွေရောက်လာတယ် farming စာပေလောက်တဲ့အခါမှာဆိုလို့ရှင်လည်းမြေတူးတဲ့အခါမှာနော်မြေတူးတဲ့အခါမှာဆိုလို့ရှင်အမှုံအမွားလေးတွေရောက်လာတာရှိတယ် mining တထုတွင်တူးတဲ့အခါမှာလည်းဒီလိုပဲလေယူထဲမှာပိတ်နေတဲ့ sulfur ဓာတ်ငွေ sulfur တွေ oxide တွေ carbon dioxide တွေလေထဲကိုရောက်လာတယ်မြေကြီးထဲမှာပိတ်မိတဲ့ဒီဟာတွေပေါ့နော် ပြီး manufacturing control လုပ်ငန်းတွေ company တွေထုတ်လုပ်တဲ့အခါမှာဆိုလို့ရှိရင်လည်းဒါမလိုလားအပ်တဲ့ဓာတ်ငွေတွေပေါ့ carbon monoxide လိုမျိုးမလိုလားအပ်တဲ့ဓာတ်ငွေတွေတွေရောက်လာတာရှိတယ်။ and construction of roads and buildings လမ်းတွေတံတားတွေအစာဦးတွေဒါတွေစောက်တဲ့အခါမှာဆိုလို့ရှိရင်လည်းပဲဒါလူတွေကိုဖုံနေသေးတယ်ဒါတွေရောက်လာတာရှိတာပေါ့အတော်လို့ရောက်လာတဲ့အတွက်ကြောင့်လေလူညံ့ညံ့ရတယ်။ဒါကတော့လူသားတွေကြောင့်ဖြစ်ရတဲ့အကြောင်းတရား။ဒါမှလူသားတွေကြောင့်ညံ့မဟုတ်ဘူး။တခြားဘာတွေလည်းဖြစ်ရသေးတယ်ဆိုရင် it can also be caused ဘာကြောင့်လဲဖြစ်ရလဲဆိုလို့ရှိရင်တော့ by natural events တဘာဝဖြစ်ရတဲ့ကြောင့်လည်းဖြစ်ရတယ် such as wildfire တော်မီလောင်တို့ကြောင့်လေထဲကိုပြာတွေရောက်လာတာမျိုး and volcanic eruption နော်မီးတောင်ပောက်ကွဲတဲ့ကြောင့်မျိုးမီးတောင်ချော်မီးတောင်ချော်တွေမီးတောင်ပြာတွေဒါတွေလေထဲကိုရောက်လာတာမျိုးပေါ့ဒါတွေကြောင့်လည်းလေထုညံမှုဖြစ်ရတယ် all these sources of air pollution ဒီလိုမျိုးလေထုညံမှုဖြစ်ရတဲ့အကြောင်းတရားတွေအားလုံးသည် result in a rise in the amount of greenhouse gases ခုနကဆက်ရှင်းပြပါရတယ်။ဖန်လွန်တန်းငွေတွေပဲပေါ့ဒီကနေထွက်လာတဲ့တန်းငွေတွေကဒါတွေပုံပြီးတော့များလာလေ This leads to an increase in global temperature ကမ္ဘာအပူချိန်လည်းပုံပြီးတော့မြင့်လာလေးတွေပါပဲ which brings about many environmental problems အော်ကမ္ဘာအပူချိန်မြင့်လာတဲ့အခါမှာသဘာဝပုံမှန်ချိန်ပြဿနာတွေအများကြီးဆက်လို့ရင်ဆိုင်ရပြီ such as floods ကမ္ဘာအပူချိန်မြင့်လာတဲ့အတွက်ကြောင့်လူဆိုးရေကြီးရေရှမ်းမှုတွေကြုံရတယ် ော့ကဘာပူချိန်များလာတဲ့အခါမှာဆိုလိုဘာတွေဖြစ်လာလဲဆိုလို့ရှိရင်မိုးရွာသွန်းမှုတွေကပုံများလာတာမဟုတ်ဘူးပုံပြီးတော့ပြင်းထန်လာတာပေါ့မိုးကထားပါတော့ကွာဒီ၄၅ရက်လောက်ကိုမိုးဖွားလေးရွာမယ်ဆိုတကယ်ထဲနဲ့မိုးကြီးလေကြီးချတဲ့အခါမှာရေဒီကြီးကုန်တာမျိုးပေါ့နော်ရေကတာတွေကမထိနိုင်တော့ဘဲနဲ့ရေဒီကြီးကုန်တာမျိုးဒါမျိုးတွေဖြစ်ကုန်တယ်ပြီးတော့ဆရာတို့ဒါကဘာမြောင်းဝင်ရိုးစွန်းတောင်ဝင်ရိုးစွန်းမှာအာတိတ်ရေကဲပြင်းတို့အနာတိတ်ရေကဲပြင်းတို့ရှိတယ်ရေရေကဲပြင်းတွေအရေးပြောင်းလာတဲ့အခါမှာပင်လယ်ထဲကိုရေတွေပေါ်ရောက်လာတယ် အဲ့အချိန်မှာပင်လယ်ပေါ်မှာရှိတဲ့ဒါလေတူးကလည်းအပူချိန်မြင့်လာတဲ့အခါကျတော့ပေလယ်ထဲမှာရှိတဲ့ရေတွေကလည်းလေတူးတွေကိုပို့ပြီးရောက်တော့မိုးတွေရွာတာပို့ပြီးတော့များလာတော့အဲ့တော့ရေကပို့ပြီးတော့ကြီးတယ်ပြီးတော့ပင်လယ်ညက်တမြင်ရတဲ့ရေခဲကြီးအရေပြောတဲ့အခါကျတော့ပင်လယ်ညက်တမြင်မြင့်တက်တဲ့အခါမှာကန်ရွက်ဒေသတွေမှာရေကြီးရွှေမှုတွေပို့ပြီးတော့ဖြစ်လာတာပေါ့နော်အဲ့ဒါကြောင့်မလို့သူကဒါတဘာပဝင်းချင်းညဉ့်ဉန်းမှုကြောင့်မလို့ရေကြီးရွှေမှုဖြစ်တယ်ဆိုတာကလေတူးပုံနွေးလာတာပေါ့နော်လေတူးညဉ့်ဉန်းမှုကြောင့်မလို့ကဘာကြီးပုံနွေးလာတာပေါ့အဲ့ဒီကနေရေကြီးရွှေမှုတွေဖြစ်တာ played an acid rain အဆင်မိုးရွာသွန်းတာတွေဖြစ်လာတယ် and ozone depletion ပြီးလို့ရှိရင် ozone လောပျက်စီးမှုပေါ့နော် ozone လောဆိုတာကတော့ဒါဆယ်တို့ကဘာအပေါ်မှာနေရောင်ခြည်တန်းငွေဆယ်တို့ကဘာအပေါ်မှာနေရောင်ခြည်ကနေပြီးတော့ထွက်လာတဲ့အပူလှိုင်းတွေပေါ့လေ heat radiation လို့ခေါ်တာပေါ့ uv rays တွေဒီခရမ်းတော်ရောင်ခြည်တွေအပူလှိုင်းတွေကဘာပေါ်ရောက်မလာအောင်လို့ကာပေးထားတဲ့အလွှာပေါ့လေ ဇာတ်လေးလေးမြင်ကျင်းလာတဲ့အခါမှာကဘာရဲ့အပေါ်မှာရှိတဲ့ကာပေးထားတဲ့ဒီအုံဆုံးလွှာကလည်းပျက်စီးလာတာပေါ့အဲ့တော့ပျက်စီးတဲ့အခါမှာကဘာကြီးလည်းပူလွင်းလာသလိုကဘာတဲကိုဝင်လာတဲ့နေရောင်ခြည်ကလည်းအပေါ်ကနေဘာမှအကာအရံမရှိဘဲနဲ့ခရမ်းလုံးရောင်ခြည်လေးပြီးလို့ရှိရင်ဒါနေရောင်ခြည်ရဲ့ radiation တွေကလည်းကဘာပေါ်တိုက်ရိုက်ကျလာတာပေါ့လေ with the rise in global temperature ကဘာကြီးရဲ့အပူချိန်မြင့်မားလာတဲ့အတွက်ကြောင့်မလို့ the ice at the poles เนาะဒါကဘာဝင်ရိုးစုံမှာရှိတဲ့ ရေခဲပင်ကြီးတွေက nuts အရေးပြောတယ်ခုနကဆရာရှင်းပြသွားသလိုပဲ and sea levels rise အဲ့တော့ပင်လယ်ညက်ပြင်တက်လာတယ် flooded manic coastal regions ကမ်းရိုးဒေသတွေမှာလည်းကမ်းရိုးဒေသတွေမှာလည်းရေတွေပိုပြီးတော့ကြီးလာတယ် and leading to loss of property and life အဲ့လူတွေရဲ့အသက်အိုးအိမ်စီးဆင်းတွေပျက်စီးရတာပေါ့ acid rain is one of the consequences of air pollution acid မိုကြောင့်တော့လေဆိုတာကလည်းလူလူညံ့မှုကြောင့်ဖြစ်တာပါ it occurs when smoke and fumes from traffic and factories mixed with water vapor in the atmosphere လေယူထဲမှာရှိတဲ့ရေကူးရေငွေ့တွေနဲ့ဆယ်လိုတာ ကားတွေရထားတွေရေနဲ့ကနေထွက်တဲ့ဓာတ်ငွေ့တွေရဲ့ပြီးွားလို့ရှိရင်ဆက်ရုံတွေကထွက်တဲ့ဓာတ်ငွေ့တွေဒါတွေရောသွားပြီးတော့မှဒါ acid မိုးရွာသွန်းတဲ့ acid မိုးဖြစ်နေပြန်ပြီးတော့ရွာတာပေါ့လေ when this mixture falls back to the ground the acid မိုးတွေမြေကြီးပေါ်ကိုရောက်လာတဲ့အခါမှာ it harms not only humans လူသားတွေကိုထိခိုက်စေုံနဲ့မဟုတ်ဘဲနဲ့ and wildlife တောင်းတဲ့စံတွေကိုပါထိခိုက်စေတယ် but also buildings အစာဦးတွေကိုလည်းပို့ပြီးတော့ထိခိုက်စေတာပေါ့အားကြောင့်မလို့အခုတော်တော်ဆိုလို့ရှိရင်ဒါကလေးတွေမိုးရေချိုးထွက်ပြီးဆိုလို့ရှိရင်မျက်စိတွေနာပြီးတော့ပြန်လာတာမျိုးအသားရည်တွေရောင်ရမ်းပြီးတော့ညီရဲပြီးတော့ပြန်လာတာမျိုးတွေဖြစ်တတ်တယ်။တော့တောင်းရင်ဆန်နေဆိုလို့ရှိရင်တော့ဒီလိုပဲပေါ့သူတို့ရဲ့အသားရည်တွေပြက်စီးတာအမွှေးတွေကျွတ်တာမျိုးလုံးတွေပြက်စီးတာဒါတွေဖြစ်တတ်တယ်။အစာဦးတွေဆိုလို့ရှိရင်ဆက်လို့အပေါ်တုံမိုးတွေမိုးတဲ့အခါမှာအစစ်မိုးတွေပြန်လာတော့တပြားတွေပို့ပြီးတော့ပေါက်တာလွဲတာပေါ့။ပြီးတော့ဒါကွန်ကရစ်တွေအစာဦးတွေမှာတုံးထားတဲ့အရာတွေပို့ပြီးတော့ပြက်စီးစေတာပေါ့နော်။ ။အူဆုံးလွှာဆိုတာကတော့ is part of the earth atmosphere ။ကမ္ဘာလေတို့အလွှာတစ်ခုပါပဲ။ that protects the earth from the harmful ultraviolet rays of the sun ။ဒါနေအောင်ကြီးကနေပြီးတော့မှပါလာတဲ့ ultraviolet ပေါ့လေ။ကမ္ဘာလေပြောတဲ့ခရမ်းလောင်ရောင်ရှိပါတော့။လူအရင်ဖြစ်စေတဲ့ဒီခရမ်းလောင်ရောင်ရှိတို့အကာအကွယ်ပေးထားတဲ့အလွှာတစ်ခုပါ။ ozone depletion occurs ozone လောက်ပေါက်မှု ozone လောက်ပျက်စီးဒါဘာကြောင့်ဖြစ်ရလဲဆိုလို့ရှိရင် when some greenhouse gases ခုန ဆရာပထမတော့ရှင်းပြခဲ့တဲ့ဖန်လုံရင်ဓာတ်ငွေ၄ထဲမှာ CFCs ဆိုတော့ chlorofluorocarbon လို့ခေါ်တယ်။မြန်မာလိုပြောတော့ AA ပြဓာတ်ငွေပေါ့လေ။ဆရာတော့ argon နေပြီးတော့ဒီ AA ပေးဆက်တွေ၊ LA ပေးဆက်တွေကနေပြီးတော့ထွက်လာတတ်တဲ့ဓာတ်ငွေတွေပါ။ဒီဓာတ်ငွေတွေကနေပြီးတော့မှဒါအိုဇုန်ဟောင်းကိုဖျက်ဆီးစေတယ်။အဲ့တော့ဒီဓာတ်ငွေတွေက release into the atmosphere လေထဲကိုတစ်ခါလေကျရင်ထွက်လာတတ်တယ်။ဒီထွက်လာရတဲ့အကြောင်းဒီဓာတ်ငွေတွေအကြောင်းအိုဆုံးလာပျက်စီးရပါတယ်။ Moreover ဓာတ်ပြင်ကမှအ air pollutants can cause many severe health problems လူတို့ညဉ့်ညံ့မှုကြောင့်မလို့လည်းပဲဆိုးရွားထားတဲ့ကျန်းမာရေးပြဿနာတွေကိုရင်ဆိုင်ရတတ်ပါတယ်ခုနဆရာပြောသလိုပဲ such as such as eye irritation เนาะဆိုတော့မျက်လုံးအတွက်ကိုမကောင်းပေါ့လေမျက်လုံးမှာဒါ irritation ဆိုတာကမျက်လုံးတွေနီလာတာမျက်စိဆက်လာတာဒီပါလို့ရှိရင်မျက်လုံးမှာအနာတရဖြစ်တာဒါတွေဖြစ်တတ်တယ် allergies เนาะဒါတော့ဒါ allergy ဆိုတော့အသားရေရောင်ရမ်းတာမျိုးတွေဒါတွေဖြစ်တတ်တယ် asthma ဆိုတော့ပန်းနာရင်ချက် အလန်းကန်ဆာအဆုတ်ကန်ဆာတွေဒီခုနဆက်ယုံနေတဲ့ထွက်တဲ့တန်းခွေတွေရှူတာတွေဖုံမှုန်တွေရှူတာတွေများတဲ့အခါမှာအဆုတ်မှာကင်ဆာဖြစ်တာမျိုးပန်းနိုင်ရင်ကျဖြစ်တာမျိုးဒါတွေလည်းလူတွေရဲ့ကျန်းမာရေးအတွက်ကိုအန္တရာယ်ရှိတယ်။ဘာဆယ်တီစာပိုင်းလေးအတူတူဖတ်ကြည့်အောင်။ Air pollution can be defined as the introduction of harmful substances into the air. It occurs due to human activities such as fuel burning, logging, farming, mining, manufacturing and construction of roads and buildings. It can also be caused by natural events, such as wildfires and volcanic eruptions. All these sources of air pollution result in a rise in the amount of greenhouse gases. This leads to an increase in global temperature, which brings about many environmental problems, such as floods, acid rain, and ozone depletion. With a rise in global temperature, the ice at the poles melts and the sea levels rise flooding many coastal regions and leading to loss of property and life. Acid rain is one of the consequences of air pollution. It occurs when smoke and fumes from traffic and factories mix with water vapor in the atmosphere. When this mixture falls back to the ground, it harms not only humans and wildlife, but also buildings. The ozone layer is part of the Earth's atmosphere that protects the Earth from harmful ultraviolet rays of the sun. Ozone depletion occurs when some greenhouse gases like CFCs are released into the atmosphere. Moreover, air pollutants can cause many severe health problems, such as eye irritation, allergies, asthma, and lung cancer. ကဲဆယ်နောက်တစ်ခုဆက်ပြီးကြည့်အောင်နောက်တစ်ခုကတော့ water pollution ပေါ့နော်ရေတွေ့ညဉ့်ဉျေးမှုကြောင့်သူဆက်ပြီးတော့ပြောထားတယ် water pollution ရေတွေ့ညဉ့်ဉျေးမှုဆိုတာ is the addition of undesirable substances in water ရေထဲကိုဒါညဉ့်ညမ်းတဲ့အရာတွေမလိုလားအပ်တဲ့အရာတွေရောက်သွားတာကိုရေထူးညဉ့်ညမ်းတယ်လို့ခေါ်ပါတယ်။ We use huge amounts of natural resources. ဆရာတို့ဒီတဘာဝအရင်းမြစ်တွေအများကြီးကိုအသုံးချပါတယ်။ဆရာတို့လူတွေတနေ့တနေ့နော်တုံးတဲ့ပစ္စည်းတွေအများများပါတယ်။ Produce too much waste. ပြီးတော့ဒါဆွတ်ပစ္စည်းတွေအမှိုက်တွေလည်းအများကြီးထွက်တယ်။ Like mining waste. ဘာလို့ဒီနေ့2ရာနေပြီးတော့ဆွတ်ပစ္စည်းတွေထွက်တယ်။ Agricultural and industrial runoff. စာပြေရေးနဲ့ဆက်မှုလုပ်ငန်းတွေကပြီးတော့လေဒါဆွတ်ပစ္စည်းတွေထွက်လာတာရှိတယ်။ a human and animal waste လူသားတွေနဲ့တိရစ္ဆာန်တွေအကြောင်းမလို့လဲဆွေးမြေပစ္စည်းတွေထွက်လာတာရှိတယ်။ Water pollution occurs အဲ့ရေကြီးညံမှုဆိုတာဘယ်အချိန်မှာဖြစ်လဲဆိုလို့ရှိရင် when these different types of waste ဒီလိုမျိုးမတူညီတဲ့ဆွေးမြေပစ္စည်းတွေအားလုံးက dump into water bodies အရေရဲကိုတုံချလိုက်တဲ့အခါမှာ such as lakes, rivers, seas and oceans အကန်နေမြစ်တွေပြီးလို့ရှိရင်ပင်လယ်သမုဒ္ဒရာတွေထဲကိုဒီအမိုက်တွေဆွန့်ပစ်လိုက်တဲ့အခါမှာရေကြီးညံမှုဖြစ်ရတယ်။ polluted water includes အဲ့တော့ညဉ့်ညမ်းနေတဲ့ရေလူထဲမှာဆိုဘာတွေပါလာလဲဆိုရင် toxic chemicals လို့အန္တရာယ်ဖြစ်စေတဲ့အဆိပ်ဖြစ်စေတဲ့ဓာတ်ပစ္စည်းတွေဓာတ်ရုပ်ပစ္စည်းတွေပါလာတယ်။ bacteria တွေရယ် parasite ကပ်ပါးရောဂါတွေကပ်ပါးပိုးတွေရယ်ဓာတ်တွေပါလာတယ်ဖြစ်တယ်။အဲ့လိုတွေပါလာတဲ့အခါမှာ which can devastate the ecosystems of aquatic life. aquatic life ဆိုတော့ယူနေတဲ့တဝါတွေရဲ့ခေယဆနစ်တွေကိုအများကြီးထိခိုက်ပျက်စီးစေတာပေါ့။ water pollutants also cause some harmful diseases. ရေတုညဉ့်ညမ်းမှုကြောင့်မလို့ ဆိုးရွားတဲ့ယောဂါတွေဖြစ်တာရှိတယ်။ဘလို့ယောဂါတွေဆိုတော့ dysentery, diarrhea and cholera နော်။အထက်လန်အောက်လျှောယောဂါတွေ၊ဝမ်းပြဝမ်းလျှောယောဂါတွေ၊ကာလာဝမ်းယောဂါတွေဒီလိုမျိုးဝမ်းနဲ့သက်ဆိုင်တဲ့ယောဂါတွေဖြစ်လေဖြစ်တာရှိပါတယ်။ According to the United Nations program ကမ္ဘာကုလသမဂ္ဂအစီအစဉ်နဲ့နော် UNICEF တို့ UNDP တို့လိုမျိုးဒီလိုမျိုးကမ္ဘာကုလသမဂ္ဂအစီအစဉ်တွေရဲ့အဆိုအရဆိုလို့ရှိရင် nearly 4000 children die every day from drinking impure water မတရှင်းတဲ့တာတုံးကြီးတာတုံးပြီးတော့တနေ့ကလေးရောက်၄00လောက်ကိုသိကြပစီညာဆိုတာအရန်ဆိုးရွားတဲ့အခြေအနေတခုမှရှိနေတာပေါ့ဟုတ်ပြီဒါကိုဆက်လို့ပြန်ပြီးတော့အတူတူဖတ်ကြည့်ရအောင် water pollution is the addition of undesirable substances in water we use huge amounts of natural resources and produce too much waste like mining waste agriculture and industrial runoff and human and animal waste water pollution occurs when these different types of waves are dumped into water bodies, such as lakes, rivers, seas, and oceans. Polluted water includes toxic chemicals, bacteria, and parasites, which can devastate the ecosystems of aquatic life. Water pollutants also cause some harmful diseases, such as dysentery, diarrhea, and cholera. According to the United Nations program, nearly 4,000 children die every day from drinking impure water. နောက်တစ်ခုကတော့ဒါမြေဓူညဉ့်ညံ့မှုဆိုလဲ soil pollution ကြောင့်ကိုဆက်ပြီးတော့ဆရာတို့ကြည့်ရအောင် soil pollution မြေဓူညဉ့်ညံ့မှုဆိုတာကတော့ means ဆိုလိုပါတယ်အဲ့တော့ဘာလဲမြေဓူညဉ့်ညံ့မှုဆိုတာက the process of making the earth's top soil ကဘာကြီးရဲ့အပေါ်ရဲ့မြေစီလွာသည် contaminated with hazardous substances အနည်းငယ်များစေတဲ့အဆိပ်တောက်ဖြစ်စေတဲ့ဖြစ်စည်းတွေနဲ့ပြည့်နှက်သွားတာပါ such as fertilizers ဓာတ်မြေဩဇာတွေ pesticides ပိုးသတ်စေရင်နဲ့ waste ဆွမ်းပစ္စည်းအမှိုက်တွေ ဒါတွေကြောင့်မလို့ကမ္ဘာအပေါ်ရင်မြေဆီလာပျက်စီးရတာကိုမြေကျူးညံ့ညံ့တယ်လို့ခေါ်ပါတယ်။ The excessive use of fertilizers and pesticides ဒါမျိုးဥစားရည်နဲ့ပိုးသတ်ဆေးတွေကိုအလွန်ကျူးသုံးဆွဲနေတော့ကြောင့်မလို့နော် in agriculture ဆိုင်ပေးလုပ်တဲ့အခါမှာအခုနောက်ပိုင်းဆိုလို့ရှိရင်ဒါတမျိုးဥစားတွေပိုးသတ်ဆေးအားသုံးတာပဲ။ဘယ်လိုတွေတအားသုံးတဲ့အခါကျတော့ this is swine degradation မြေဆီလာပျက်စီးမှုကိုဖြစ်စေပါတယ်။ Moreover ဒါပြင်ကမှ many factories are disposing of their chemical waste ဆက်ရုံအလုပ်ရုံတွေကနေပြီးတော့လည်းတို့ရဲ့ဒါ chemical တွေတို့ရဲ့တို့ရဲ့ဓာတ်ပစ္စည်းတွေကိုမြေကြီးထဲကိုစွန့်ပစ်ထားတယ်ရှိတယ် which leaks into soil layers အမြေကြီးထဲကိုလူမျိုးစွန့်ပစ်တဲ့အခါကျတော့ဒါမြေလွာတွေကိုစိတ်ဝင်သွားတာပေါ့ဒါကြောင့်မလို့လက်တာမြေကျူးညင်ညမ်းမှုတွေဖြစ်ရတယ် consequently အဲ့အကျိုးဆက်အနေနဲ့က the fertility of the earth soil ကမ္ဘာမြေကြီးလွာရဲ့မြေဩဇာဖြစ်ထွန်းမှုတွေ is being degraded gradually အရန်ကိုမှဆိုးရွားပြီးတော့နှိမ့်ကျလာပါတယ် this chemical also contaminated the underground water ပို့ပြီးတော့စိုးတက်လို့ရှိရင်ဒါမြေစီလွှားနေပြီးတော့မှမြေအောက်ကြီးလွှားတဲ့ကိုဒီဟာတွေရောက်ပြီးတော့ which will pose a serious risk to human health ဒီမြေအောက်ကြီးကိုအဓိကထားပြီးတော့တောက်တုံးနေရတဲ့သုံးဆွဲနေရတဲ့လူတွေရဲ့ကျန်းမာရေးကိုအများကြီးထိခိုက်ပျက်စီးစေပါတယ် be digital waste တဲ့ဆက်ပစ္စည်းတွေဆွတ်ပြတာတွေ rubbish from landfills နော်ဒါအမှိုက်တွေတွားပြီးတော့အမှိုက်ပုံတွေမှာအမှိုက်တွေတွားပြီးပုံနာတွေရလဲ other causes of soil pollution ်ငွေတုညင်ညင်ရတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်ပြီးတော့ deforestation တတော်ပြုံးတိလာမှုက is another significant factor that causes soil erosion ညီလွှာတိုက်စားမှုကိုပို့ပြီးတော့ဖြစ်စေတယ်တတော်တွေပြုံးတိလာတဲ့အခါမှာ as a result of this အဲ့တော့ရာလနေနေက our planet loses millions of tons of topsoil each year နှစ်တိုင်းနှစ်တိုင်းမှာတန်ချိန်ပေါင်းတန်းနဲ့ချီပြီးတော့အပေါ်ရဲ့မြေဆီလွှာတွေဆုံးရှုံးသွားတယ်ပေါ့ဆိုတပ်ပင်မရှိတော့တဲ့အခါမှာတပ်ပင်ရှိလို့ရှင်ကတပ်ပင်ရဲ့အမြစ်တရားဒီမြေဆီလွှာကိုကုတ်ထားတော့ အဲ့တစ်ပိနေမရှိတော့ဘူးတစ်တော့တွေပြုံးကြည့်သွားပြီဆိုတဲ့အခါမှာကုတ်သွားမယ်မျိုးကြီးမရှိတော့လေကြိုက်တဲ့အခါမိုးရွာလို့ရေစီးတဲ့အခါမှာဒါတွေကရေစီးတဲ့ကိုစီးပါတာရှိတယ်လေတိုက်လို့ရှင်လွင့်ပြီးတော့ပါသွားတယ်ရှိတာပေါ့အပေါ်ကနေကုတ်ထားမယ်တစ်ပိနေအမြင့်တွေမှာမရှိတော့တာ as a result of this အဲ့တော့ရလိုက်ကဘာဖြစ်လာလဲဆိုရင် our planet loses millions of tons of topsoil each year နှစ်တိုင်းနှစ်တိုင်းကိုတန်ဆေမောင်းတန်းနဲ့ချီတဲ့ပေါ်ရင်မြစီလာတွေဆိုးရှုံးလာတာပေါ့ trees keep the land fertile အဲ့တစ်ပိနေရှိလို့ရှင်မြစီလာလည်းဒါကောင်းတတ်တယ် but with fewer and fewer trees. The will be The soil will be blown away by the wind or washed away by rain. And unhealthy soil will intensity and unhealthy soil will intensify the existing threat of food and nutritional insecurity. မျက်စိလွာမကောင်းမှုတွေဖြစ်လာတဲ့အခါမှာမျက်စိလွာအဆင်တန်းကျဆင်းမှုတွေဓာတ်မြေဩဇာတွေပို့ပြီးတော့တုံးလာတဲ့ကြောင့်မျက်စိလွာညဉ့်ဉန်းမှုတွေဖြစ်လာတဲ့အခါမှာဆိုလို့ရှိရင်တပ်ပင်နေဆိုင်လဲဒါတိနှန်းနေမဖြစ်ထွန်းတော့တဲ့အခါမှာလူတွေရဲ့စာနေရိခာလုံခြုံရေးပေါ့လေစာနေရိခာရှားပါမှုတွေဖြစ်စီတာပေါ့စာနေရိခာတွေကုန်စင်နှုန်းတွေကြီးလာတွေဖြစ်ကုန်တယ်တော့စာနေရိခာရှားပါမှုနဲ့ကြုံရတာပေါ့ဟုတ်ပြီအဲ့ဆိုဆက်ဒါလေးတူတူဖတ်ကြည့်ပါမယ် Soil pollution means the process of making the earth's topsoil contaminated with hazardous substances, such as fertilizers, pesticides, and waste. The excessive use of fertilizers and pesticides in agriculture leads to soil degradation. Moreover, many factories are disposing of their chemical waste, which leak into soil layers. Consequently, the fertility of the earth soil is being degraded gradually. These chemicals also contaminate the underground water, which will pose a serious risk to human health. Digital waste and rubbish from landfills are other causes of soil pollution. Deforestation is another significant factor that causes soil erosion. As a result of this, our planet loses millions of tons of topsoil each year. Trees keep the land fertile, but with fewer and fewer trees, the soil will be blown away by the wind or washed away by rain. An unhealthy soil will intensify the existing threat of food and nutritional insecurity. ဆရာတို့ part 1လေးကိုတော့ဒီလောက်နဲ့ပဲဆုံးသက်ထားလိုက်ပါမယ်ဆရာတို့ part 2ကိုပြီးလို့ရှိရင်ဆက်ပြီးတော့အတူတူလေ့လာကြမယ်တာလို့သမီးတို့ကျေးဇူးတင်ပါတယ်ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမိကောအဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်